ဟုတ်တာကလည်း medical emergency ပါပဲเนาะအရေးပေါ်အသက်အန္တရာယ်အရန်ကိုစိတ်ဝင်ရတဲ့ယောဂတစ်ခုပါပဲနှလုံးကြွက်သားတွေအောက်ဆီဂျင်မရောက်တဲ့အခါမှာပုတ်သွားတော့ပုတ်သွားတဲ့အခါမှာသူကအလုံးဝ heart attack ရပြီအာရင်ပတ်အောင်နေဆိုပြီးတော့ဝုန်းနေလဲကြတာမျိုးဖြစ်တယ်အဲ့တော့ heart attack က အဓိကလက္ခဏာတွေကဘာလဲဆိုတော့ဘဲဘက်ရင်ဘက်အောင်းတယ်ဘဲဘက်မေယိုကြိုက်တယ်ဘဲဘက်လမောင်းကြိုက်တယ်ဒီနှလုံးဟာတက်ကဲအစသည်ဒီတွေးသူတို့စီးကျိုးတို့ကိုလက်စထရောတွေးတွေကိုလက်စထရောများတာတို့ကစပါတယ်ဒါကြောင့်မလို့တွေးပေါင်ခြင်းကိုမှန်မှန်ဂရုစိုက်ပြီးတော့ဟိုချိန်မှာတွေးကြစီကိုနှိမ့်စင်မှန်မှန်တောက်ပါပြီးရင်စီးကျိုးရှိရဲဆိုလဲစီးကျိုးကိုဆေးကိုမှန်မှန်တောက်ပါအစားအသောက်ကိုစင်ခြင်းမှာ ောက်တက်ကလည်း medical emergency ပါပဲเนาะအရေးပေါ်အသက်အန္တရာယ်အရန်ကိုစိတ်ဝင်ရတဲ့ယောဂတစ်ခုပါပဲဟောက်တက်လို့ခေါ်တဲ့နှလုံးယောဂတိတိကျကျပြောမယ်ဆိုရင်နှလုံးတွေးကြောပိတ်တာပေါ့เนาะဟိုစိတ်ပညာမှာမာဟုကာရီယာ infarction နှလုံးမဆဲပုတ်သွားတယ်လို့လည်းခေါ်ပါတယ်เนาะအဲ့တော့ဒီယောဂကကြတော့ life sign ဆောင်ဖြစ်တာတချို့လည်းအဖေမေဖိုးပွားမှာအာဒီနှလုံးနဲ့ပတ်သက်တဲ့ယောဂရှိရဆိုရင်ကိုယ်မှာရှိဖို့ chance များတယ်နောက်တစ်ခုကတွေးတိုးယောဂရှိတယ်သူ ကသွေးကြဆေးကိုမှန်မှန်မတောက်ထားဘူးဆိုရင်သူဒီနှလုံးရောဂါဝင်လာနိုင်တယ်အခုအဲ line ပေါ်မှာလူပြောများနေတာ heart attack ကကြာနှလုံးသွေးကြောကျင်းတယ်ပြီးတော့နှလုံးသွေးကြောပိတ်တယ်ပြီးတော့ပိတ်ကနေပြီးတော့နှလုံးကြွက်သားတစ်ခုလုံးပုတ်သွားတာပေါ့နော်နှလုံးရဲ့အလုတ်ကသူကကောင်းကောင်းဒီလိုမျိုးသွေးတို့ပတ်မလုပ်ရတာဟုတ်ပတ်မလုပ်ဖို့အတွက်သူကလည်းထုံးစံအတိုင်းအလုတ်လုပ်ဖို့အောက်ဆီဂျင်လိုတယ်အဲ့တော့သူ့ကိုသွားတဲ့ဒီသွေးလမ်းကြောင်းက ဘယ်လိုအခါမျိုးတွေမှာပိတ်တက်လဲဆိုတော့ဥမာကိုစားတဲ့အစာတောက်တွေအစီအိမ်တွေများလာတယ်အဲ့တော့သွေးထဲမှာကိုလက်စတရောတွေများလာတယ်အဆီတွေများလာတယ်အဲ့တော့အရင်ဆုံးသွေးကြောနေရည်လေးတွေကျင်းလာတဲ့အဆီကလေးတွေနဲ့အဲ့အဆီကလေးတွေကများ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 လာပြီးတော့လုံးဝပိတ်တဲ့အထိဖြစ်သွားတယ်ပိတ်တဲ့အထိဖြစ်သွားတဲ့အခါမျိုးကျရင်ပေါက်ထွက်သွားအောင်ပေါက်ထွက်သွားတဲ့အခါကျရင်အထက်မှာသွေးကဲသွေးကဲကပါပေါက်သွားပါပေါ့နော်သွေးကဲကပါရွေ့သွားပြီးတော့နှလုံးမှာသွားပြီးတော့ ပိတ်တာเนาะနှလုံးမှာသွားပြီးပိတ်တယ်အခါကျရင်နှလုံးကြွက်သားတွေအောက်ဆီဂျင်မရောက်တဲ့အခါမှာပုတ်သွားဟောပုတ်သွားတဲ့အခါမှာသူကအလုံးဝ heart attack ရပြီအာရင်ဘက်အောက်နေဆိုပြီးတော့ဝုန်းနေလဲကြတာမျိုးဖြစ်တယ်အဲ့တော့ heart attack က အဲအဓိကလက္ခဏာတွေကဘာလဲဆိုတော့ဘဲဘက်ရင်ဘက်အောင်တယ်ဘဲဘက်မေးယိုကြိုက်တယ်ဘဲဘက်လမောင်းကြိုက်တယ်တချို့တွေကြောင့်ချက်ချင်းဝုန်းကနေလဲတာမျိုးမဟုတ်ဘူးဒီအပိုင်းကိုရီလက်တွေကြိုက်နေရဒီတရက်နှစ်ရက်လောက်မှာဘဲဘက်လက်ကြီးကြိုက်နေရဘဲဘက်မေးယိုကြီးကြိုက်နေတယ်အဲ့လိုလက္ခဏာမျိုးလေးနေလာရတယ်နော်ချွေးစည်းလေးပြန်မဲပြီးနှလုံးခုန်မှန်တာရှင်တတလက်တုံနေတာမျိုးတွေငူးချင်မောချင်လိုမျိုးပြို့တာအန်တာမျိုးနော်တချို့ကြောင့်လည်းဒီဘဲလက်တွေမဟုတ်ဘူးကိုလက်တွေဒီကုန်လုံးကြိုက်တယ်ပေါ့နော်အဲ့တော့ကိုကိုဒီလိုလက္ခဏာလေးဖြစ်ပြီဆိုရင်ဂယုဆိုင်ရမယ်နောက်တစ်ခုကသွေးတို့ရောဂါရှိရဆိုရင်နှလုံးရောဂါဝင် င်လာဖို့များတယ်သေတို့နှလုံးရှယ်ဆိုရင်စီးကြုံဝင်လာဖို့များအဲ့ယောဂါ၃ခုကနော်အမျိုးတွေလိုပဲကျွန်မခဏပြောတယ်တခုဖြစ်ရင်တနည်းဟာယောဂါတွေကလည်းဝင်လာနိုင်တယ်အဲ့ဒါကြောင့်မလို့သွေးပေါင်ချိန်ကိုမှန်မှန်ဂရုစိုက်ပြီးတော့ဟိုချိန်မှာသွေးကြဆီကိုနှိမ့်စင်မှန်မှန်တောက်ပါပြီးရင်စီးကြိုရှိရယ်ဆိုလဲစီးကြိုကို ဈေးကိုမှန်မှန်တောက်ပါအစားအသောက်ကိုဆင်ခြင်းပါအဲ့တော့ heart attack ကကြအဓိကအသက်သေဆုံးရတာကကြ cardiogenic shock ကိုနော်လုံးဝ shock ရသွားတယ်ပြီးရင်နှလုံးကြွက်သားတွေကကောင်းကောင်းအလုံးမလုံးနိုင်တော့သူကညှစ်ရတာဟိုဖတ်မလုံးနိုင်တော့ဖတ်မလုံးနိုင်တော့ပြီးတဲ့ခါကျရင်နှလုံးခုန်တော့က arrhythmia လို့ခေါ်တာပေါ့ခုန်ကျင်တယ်လို့ခုန်တာမြန်ခြင်းမြန်မဲ့နေခြင်းနေဝပဲအဆိုးဆုံးကတော့ cardiac rupture နှလုံးလုံးဝကွဲထွက်သွားတာအဲ့လိုဟာမျိုးဆိုရင်တော့ဒီ၃ချက်ချက်အသက်သေဆုံးရတာပဲဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးမဖြစ်ချင်ဘူးဆိုရင်ကိုကဂရုစိုက်ရမှာကကိုနေ့စဉ်စားတောက်မဲ့အစားအသောက်တွေမှာဆိုရင် ်နိုင်တဲ့မြအပြင်စာတွေမစားနဲ့ပေါ့ဖက်ဆူတွေမစားနဲ့ပေါ့အတီးအရွက်ဟင်းဒီဟင်းရွက်နော်အတီးအနှံတွေပူစားမယ်ရေများများတောက်မယ်ရေများများတောက်လဲဆိုကျွန်တော်တို့လည်းတောက်တာပဲကျမတို့လည်းတောက်တာပဲဆိုရင်ဟိုကိုတောက်တဲ့ရေကနဲလားများလားသိချင်းစီးသွားရင်စီးရအောင်ကြီးကြီးလိုက်အဝါရောင်ဖြစ်နေမဟုတ်သေးဘူးဝါဖြော့ဖြော့ဆိုလည်းမဟုတ်သေးဘူးလုံးဝရေလိုကာလာဖြစ်နေရဆိုမှအဲ့ဒါမှန်တာနော်အဲ့တော့ဟိုတောက်ချိန်ပြီးတော့တောက်နိုင်တဲ့ဆိုရင်ဒီ3လီတာဘူးနဲ့အနည်းဆုံး2 to 3လီတာတောက်ဒါကသွေးပစ်တာတွေဘာမှမဖြစ်တော့ဘူးနောက်တစ်ခုက skin တွေလည်းကောင်းတယ် overall ကျန်းမာရေးတွေလည်းကောင်းတယ်ဗောနော်အားအကြောင်းမလို့ကိုကအစားအသောက်ကိုမဖြစ်ခင်ကတည်းကကျူကားခဲ့မယ်ဆိုရင်အစားအသောက်ကိုဂယူဆိုင်ကိုကမျိုးရိုးလေးရှိတယ်ဆိုရင်ပိုပြီးဂယူဆိုင်အဲ့ဒါကမှကိုကမစင်မချင်းစားလိုက်ပြီလို့ဖြစ်ပြီးဟေ့ဆိုရင်လည်းသွေးပေါင်ချိန်မှန်မှန်တိုင်းပါပြီးရခါကျရင်သွေးကြအစိကိုမှန်မှန်တောက်ပါအဲ့ဘာမှန်မှန်ဘာလို့တိုင်းခိုင်းရလဲဆိုရင်ဆိုပါဆိုဆရာမေကကိုဒီ amlong ဆေးတောက်ခိုင်းလိုက်တယ်ဆိုပါဆိုတော့ amlong fight ကိုနေ့တိုင်းတောက်နေတဲ့အချိန်မှာကိုကသွေးပေါင်ချိန်ကျသွားပြီလားပေါ့နော်ကျသွားပြီလားဆိုတာကိုသိဖို့လိုအပ်တယ်အဲ့တော့ဒီမနေ့9နာရီမှာသွေးပေါင်ချိန်ဘယ်လောက် အမလုံးစေးတောက်တယ်လှုပ်သွားတယ်ညနေပြန်လာတဲ့ရေမိုးချိုးနားပြီးတော့အဲ့ခန်ကြီးကြမှာသွေးပောင်ကြီးတစ်ခါတိုင်းနဲ့ည9နာရီမှာသွေးပောင်ကြီးပလောက်အဲ့တော့တနေ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 ့နဲ့တပတ်စေးရစသဖြင့်ပေါ့အဲ့လိုတိုင်းထားတစ်လလောက်ကြာတဲ့ခါကျရင်ခုဆရာဝန်နဲ့ပြန်ပြ follow up ပြန်ပြရတယ်အဲ့လိုပြန်ပြတဲ့အခါမျိုးမှာကြည့်ရမှာဆရာမင်းကအော်ဟုတ်ပြီ M long 5ကိုသူတနေ့တလုံးတောက်တာသွေးပောင်ချိန်ကတော့မှန်နေတယ် control ရနေ okay ဆက်တော့မီးစိမ့်ပြလိုက်ပြီအဲ့တော့သွေးပောင်ချိန်တိုင်းတာဒီအိမ်တိုင်းမှာ ရှိတင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ခုနကပြောလို့ပဲသွေးပေါင်ချိန်တွေကအရင်စောင့်တက်နေရကိုကမတိုင်းတဲ့အတွက်မသိဘူးမသိတဲ့အခါမှာနှလုံးမဆဲတွေကရောင်လာလို့ကြီးလာလို့ဖြစ်သွားပြီနှလုံးကကောင်းကောင်းပတ်မလုံနိုင်တော့အခါကျ heart failure ဝင်ပြီး heart attack တွေပါရနိုင်ရှိများပါတယ်ဒါကြောင့်မလို့ဒီနှလုံး heart attack ရဲ့အစသည်ဒီသွေးသူတို့စီးကျိုးတို့ cholesterol သွေးတွေ cholesterol များလာလို့ကဆပါတယ်ဒါကြောင့်မလို့ကိုတောက်နေရဆေးတွေကိုနှင်းစင်မှန်မှန်တောက်ဆရာဝင်ရရက်ဆိုပုံပေါ်မှာရက်ပြီးတိုင်းဆရာရှိတဲ့တိုင်းအမဲ့သွေးသူတို့စီးကျိုးတို့အဲ့ဒါလေးတွေလည်းပုံမှန်လေးတိုင်းမှုအင်မတန်အရေးကြီးပါတယ် ်။ तू လဲသွားပြီဆိုဘာဖြစ်တာလဲအသက်ရှူလားအသက်ရှူတယ်ဆိုရင် ကိစ္စမရှိဘူးအသက်မရှိဘူးဆိုတော့မတို့ကအမှကာဒိုပါမိုနရီရက်ဆက်ဆန်ဒေးရှင်းလုပ်ပေးရမှာဟတ်တက်တို့သွေးတို့တို့ဆိုတာလဲ stress များရင်ဖြစ်တာ ਉਹ stress ရင်းနေရာမှာစိတ်ဖိစီးမှုစိတ်တိုးတာဝမ်းနည်းတာပျော်လွန်းတာ emotion အရန် extreme ဖြစ်တာမရဘူးတခါလေကျရင်ညအရန်ပူတယ်ရာသီဥတုအရန်ပူတဲ့ခါလဲဒါလဲ physical stress တစ်ခုပဲအဲ့ဒါလဲသူ့ပေါ်မှာဖိစီးမှုဖြစ်တယ်အဲ့လိုခါမျိုးကြရင်ဒီဟတ်တက်တို့ဘာလို့ကပူဆိုးတတ်တယ်ပေါ့နော်ဘူလာကဲ check လုပ်ကြည့်လိုက်အသက်ရှူလားစမ်းကြည့်လိုက်ရင်ဘတ်လှုပ်လားနှိမ်ချိန်မရှိမဟုတ်ဘူးဆိုရင်မတို့ကကာဒိုပါမိုနရီရက်ဆက်ဆန်ဒေးရှင်းအရေးပေါ်အသက်ကယ်တာလုပ်ပေးရတော့မယ်နော်အရေး ိုးရိုးအသက်ကြီးအောင်လုပ်တဲ့နေရာမှာလည်းမှန်မှန်ကန်ကန်နည်းနဲ့လုပ်ဖို့လိုအပ်ပါတယ်နော်အရင်ကလည်းပြောပို့ပါတယ် လက်ကြီးနဲ့ဒီလိုမျိုးကြီးသွားပြီးတော့ဖိနေတာမျိုးမဟုတ်ဘူးပေါ့နော်။ तू ကဒီရင်ကောင်းတက်တက်အလေပေါ့နော်။ရင်ကောင်းတက်တက်ဒီအယိုးရှိရတယ်။အဲ့အယိုးပေါ်မှာခန္ဓာကိုယ်တစ်ခုလုံးကအားနဲ့ဖိရတာနော်။ကိုယ်ရဲ့လက်နှစ်ဖက်မှာဒီလို lock lock လိုက်မယ်။ lock lock လိုက်ပြီးတော့ဒီလက်ဖနှောင်းနဲ့ခုနကပြောတဲ့အယိုးပေါ်ကိုဖိချရမယ်။အဲ့လိုဖိချတဲ့နေရာမှာ90ဒီဂရီ60ဒီဂရီဖိရမယ်။အဲ့တော့လူကဒီလိုမျိုးလှဲနေတယ်။လူနာကဒီလိုမျိုးလှဲနေတယ်။ဒါလူနာကလူနာရဲ့ရင်ညို့ရင်ညို့ရိုးပေါ့နော်။အဲ့တော့ကိုယ့်ရဲ့ခုနကဒီလိုမျိုးထတ်ထားတဲ့ဒီလက်ဖနှောင်းကရင်ညို့ရိုးရဲ့ပေါ်မှာအဲ့လိုမျိုးသွားတင်တဲ့အခါ60ဒီဂရီဖိရမယ်။အဲ့ 60ဒီဂရီနဲ့တကူလုံးရဲ့ weight နဲ့ဖြိချ တကူတော့ဝိတ်နဲ့ဖြစ်ချလက်မောင်းအားလေးနဲ့မဟုတ်ဘူးအဲ့တော့မှဒါရင်ဒီရင်ဘက်ကြီးကအောက်ကိုနှိမ့်စင်းနှိမ့်စင်းနှိမ့်စင်းသွားမှာเนาะအဲ့လိုမျိုးနှိမ့်စင်းသွားပြီးတော့မှမမတို့ကအချက်60လောက်စတက်စတိုက်ဖြီးတော့မှဒီဗဇက်သေးကိုလေမှုတ်သွင်းရတာအဲ့ခါကျရင်ဆုံးကြည့်ရတဲ့ဗဇက်မှာဘာတွေပိတ်နေလဲသွားတူရေရွှေအန်ကက်တွေဘာတွေပိတ်ဆို့နေလားဒါမှမဟုတ်အစားတောက်ဘာတွေရှိနေလဲအဲ့ဒါတွေ check လုပ်ရတယ်အဲ့လိုပိတ်ဆို့နေရမရှိဘူးဆိုရင်သူကဒီနားလေးကိုဒူလီမှပိတ်ဆို့နေရမရှိဘူးဆိုတော့မှဒီလူနာရဲ့ဗဇက်တစ်ခုလုံးကိုအုပ်ပြီးတော့ ိုပါဇက်နဲ့ငုံပြီးတော့ဘာမှမရှိဘူးအရေးပေါ်ဆိုလေမှုတ်သွင်းရတာနော်ကိုရီးယားကားတွေကလို kiss ပေးတာမဟုတ်ဘူးနော်ဟိုအမှားနေမှာဆိုတော့အရင် romantic ဖြစ်တယ်လို့မထင်နဲ့အရင် romantic မဖြစ်ပါတေလောက်အောင်ကြောက်ဖို့ကောင်းပြီးတေလောက်အောင်စူရင်ရတဲ့အခြေအနေမျိုးပါနော်အဲ့ဒါဘယ်အချိန်ထိလောက်အောင်မှာလဲဆိုတော့ emergency ကားမရောက်မရှင်းစေုံမရောက်မရှင်းလောက်ခေရပါ emergency ကားရောက်ပြီဆိုရင်တော့ oxygen တွေပါတက်ပြီးအဆင်ပြေသွားမှာပါဒါကြောင့်မလို့လူတိုင်းပေါ့နော်လူတိုင်းမဟုတ်ဘူးဆိုရင်အိမ်တိုင်းမှာတယောက်နှစ်ယောက်လောက်ကတော့ CPR ကိုမှန်မှန်ကန်ကန်လုပ်နေတည်တည်နဲ့ကုမ္ပဏီအဖွဲ့အစည်းတွေယုံနေစာတင်ကြောင်းနေ ော်အထက်ထန်းကျောင်းအစိုးရကျောင်းအဲ့လိုမှာဆိုရင်တော့ဒီရေးပေါ်တက်ကယ်နည်းကို training လေးတွေပေးထားတဲ့နယ်လို့မအားတော့ထင်တယ်ဒီနေ့အဖြစ်မအားတို့ရေးပေါ်အခြေအနေတွေမှာကြုံမယ်ဆိုရင်မလိုလားအပ်ပဲအသက်ဆုံးရှုံးတာတွေကို short ချနိုင်မယ်လို့ထင်ပါတယ်